င်္ဂလာပါရှင်။စောလာ18ရက်အင်္ဂါနေ့ရွှေရံကိုရဲ့ရန်ကုန်တခွင်သတင်းစောလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစားတင်ဆက်မဲ့သတင်းကတော့တန်လင်ခရိုင်မြမလေယာဖွံ့ဖြိုးရေးဘဏ်မိုးရသည်စိုက်ပျိုးစီချိန်ခွေပေးရပွဲသို့တိုင်းဒေသကြီးဝင်ကြီးချုပ်တယောက်အပေးချင်းမြင်တဲ့သတင်း။စီမံကိန်းနှင့်ဗန္ဓာယီဝင်ကြီးဌာနမြမလျာဖွံ့ဖြိုးရေးဘဏ်တန်လင်ခရိုင်ဘဏ်ခွဲရေး2025ခုနှစ်မိုးရသည့်စက်ပြူးစီချေခွေပြည့်ရပွဲကိုဇွန်လ16ရက်နေ့နဲ့10:45မိနစ်က တန်လီမျိုးအမှတ်၈ခြေခံပညာအထက်တန်းကျောင်းရတနာရှင်တန်ခမ်းမမကျင်းပါရာရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်းကြီးချုပ်ဦးစိုးသိန်းတက်ရောက်ဖွင့်မှာစကားပြောကြားကြောင်းသိရပါဗျ။အဲ့ဒီနောက်မြမလျာဖွင့်ပြိုးရေးဘဏ်တိုင်းဒေသကြီးမန်နေဂျာဦးစောသူရာက2025ခုနှစ်မိုးရသည့်စိုက်ပျိုးစီချေငွေထုတ်ချေးရေးနဲ့ပတ်သက်လို့ရှင်းလင်းတင်ပြပါရစေ။အရင်နောက်မြမအာမခံလုပ်ငန်းရုံးချုပ်မှဒုတိယအထွေထွေမန်နေဂျာဒေါ်ဝါအီကတင်းနဲ့အာမခံထားရှိမှုအကျိုးကျေးဇူးများအားရှင်းလင်းဆွေးနွေးပါရစေ။ အဒီနောက်ဒိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကမူစပါဆက်ပြူစီချင်းွေများကိုခရိုင်နှင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများအားပေးအပ်ပါတယ်။အဒီနောက်ဒိုင်းဒေသကြီးဝန်ကြီးများကတောင်သူများအားဆက်ပြူစီချင်းွေများပေးအပ်ကြပါတယ်။ဆက်လက်ပြီးဒိုင်းဒေသကြီးဝန်ကြီးချုပ်ဟာဒေသခံတောင်သူများအားရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍မိုးရသည့်ဆက်ပြူစီထုတ်ချေးနေမှုနှင့်တောင်သူများသီးနှံအာမခံထားရှိမှုတို့ကိုလက်လည်ကြည့်ရှုအားပေးပါတယ်။ အရင်နောက်အမှတ်တိချိန်ရင်ပညာအထက်တန်းကျောင်းဝင်အတွင်းအမိုက်ပုံများထားရှိမှုကိုကြည့်ရှုစစ်ဆေး၍လိုအပ်သည့်များကိုတာဝန်ရှိသူများအားဆွေးနွေးမှကြပါသည်။ဆက်လက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များဟာတန်လင်းမြို့နယ်ဗရက်ကြီးရွာအုပ်စုတောင်သူဦးကျော်ဝင်းနိုင်ရဲ့လေမြေဧကတရားတွင်စီတာဖြင့်မိုးစပါဆိုက်ပြူခြင်း၊ကွင်းတူပြပွဲသို့တက်ရောက်ကြည့်ရှုအားပေးပြီးတောင်သူများအားရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားကြောင်းသိရပါရရှင်။ဒီသတင်းကိုတော့ဖြိုးတီဟာကပြဖို့လာတာပါ။ ဆလတ်တင်ဆမဲသတင်းကတော့ရေကြီးရေရှမ်းမှုကာကွယ်ရေးစာရွက်ထားမှုမြို့တော်ဝန်ဝင်းစင်ကြည့်ရှုတဲ့သတင်း ရန်ကုန်တိုင်းဒေသကြီးစီမံသားရေးဝင်ကြီးရန်ကုန်မြို့တော်စီမံသားရေးကော်မတီဥက္ကဋ္ဌမြို့တော်ဝန်ဦးဘိုးထေဟာတာဝန်ရှိသူများလိုက်ပါလျက်ဆွန်လာ၁၆ရက်နေ့ရှင်းနာရီကဒဂုံမြို့တင်မြောက်ပိုင်းမြို့နယ်၂၇ရက်ကွက်အမှတ်၆ရေးတကားတွင်ဒီရီတက်ချိန်မိုးသေးထန်စွာရသွန်းပါကရေကြောဝင်ရောက်ခြင်းမှာကာကွယ်ရေးဆောင်ရွက်နေမှုအားတော်ရကျရှိစစ်ဆေးပြီးလိုအပ်သည့်များမှာကြာဖြစ်စေဆောင်ရွက်ပေးပါသည် အစောပိုင်းရေတကဟာမူလအရှိန်52ပေရေတကအပေါင်း10ပေါက်ပါရှိပြီးရေတက်ရေကြပုံမထိန်ငိနိုင်ရန် အရှိန်25ပေရေတကအပေါင်း3ပေါက်ထပ်မံတို့ချေတည်ဆောင်နေခြင်းဖြစ်ကြောင်းသိရပါရရှင်ဒီသတင်းကိုတော့အောင်မြင်ကပေးပို့ထားပဲဖြစ်ပါတယ်ထမန်ဒီဇမဲတရင်ကတော့ပစွန်တောင်မြို့နယ်အမှတ်3အခြေခံပညာထက်တန်းကျောင်းတွင်ကျောင်းကောင်စီခရီးသစ္စာခံယူပွဲအခမ်းအနားကျင်းပတဲ့တရင် ရန်ကုန်တိုင်းဒေသကြီးဗုဒ္ဓထောင်ခရိုင်ပစွန်နောင်မြို့နယ်အမှတ်3ခြေကံပညာအထက်တန်းကျောင်းတွင်ကျောင်းကောင်စီဂရုသစ္စာခရင်ဝဲအခမ်းအနားကိုဇွန်လ16ရက်နေ့နေ့7:30မိနစ်30ကအဆိုပါကျောင်းအင်အားသစ်ခန်းမှာမှကျင်းပကြောင်းသိရပါတယ်ရှေးဦးစွာတက်ရောက်လာကြတဲ့ကျောင်းဆရာမကြီးနဲ့ဆရာဆရာမများကျောင်းသားကျောင်းသူများကကျောင်းကောင်စီတခြင်းတန်ပြိုင်သည့်ဆို၍အခမ်းအနားကိုဖွင့်လှစ်ပါတယ်။ အဒီနောက်ကျောင်းဆရာမကြီးဒေါ်တန်တန်မြင့်ကအဖွင့်အမှားစကားပြုကြပြီးကျောင်းခေါင်စီအမှုဆောင်ဖွဲ့ဒုတိယဥက္ကဋ္ဌကကျောင်းခေါင်စီအမှုဆောင်ဖွဲ့အမည်စရင်ကိုဖတ်ကြားကြေညာပြီးကျောင်းခေါင်စီအဖွဲ့နဲ့ကျောင်းသားကျောင်းသူများကဂရုသစ္စာခံယူကြကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့ဟန်စုရင်ကပြပူလာတာပါ။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ပဲစွန်တောင်မြို့နယ်အမျိုးသမီးရွှေရအဖွဲ့နဲ့မြို့နယ်အကစားနယ်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီးအခြေခံအေရိုပေတင်နန်းဖွင့်လှစ်တဲ့သတင်း ရန်ကုန်တိုင်းဒေသကြီးဘိုးတထောင်ခရိုင်ပစွန်တောင်မြို့နယ်အမျိုးသမီးရှေးရအဖွဲ့နဲ့မြို့နယ်အခက်စားနယ်ကာယပညာဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်တဲ့အခြေခံအေရိုဗစ်သင်တန်းဖွင့်ပွဲကိုစွန်လ16ရက်မော်လဲ2နာရီမိနစ်30ကအမှတ်30ရက်ကွာအမှတ်လေးအခြေခံပညာအထက်တန်းကျောင်းပင်လုံခမ်းမောင်းရင်ပြုလုပ်ကြောင်းသိရပါတယ်။သင်တန်းဖွင့်ပွဲတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစုံမိုးအောင်ကသင်တန်းဖွင့်မှာစကားပြောကြပြီးမြို့နယ်အမျိုးသမီးရှေးရအဖွဲ့ဥက္ကဋ္ဌဒေါ်နှင်းနေအေကသင်တန်းသူများ များအားဝတ်စုံများထောက်ပံ့ပေးရခဲ့ပါတယ်။ဆလဘီမြို့နယ်အတွင်းရှိရောက်ကအုပ်ချုပ်ရေးမှူးများမှအေရိုဗစ်တင်တဲ့အထက်ထောက်ပံ့ငွေ3သိန်းချက်ကိုပေးရကြောင်းသိရပါတယ်။အဆိုပါတင်တဲ့တွင်တင်တဲ့သူ92ဦးတယောက်မှဖြစ်ပြီးတင်တဲ့ကာလမှာဇွန်လ16ရက်မှ22ရက်အထိဖြစ်ကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့ဟန်စုရင်ကပေးပို့ထားပဲဖြစ်ပါတယ်။ထမန်တင်ဆက်မဲ့တဲ့တင်ကတော့တာဂေတာမြို့နယ်တွင်မိငိမ့်တဲ့ချင်းနဲ့ရှောက်ဖွေခဲ့စရေးတင်နန်းဖွင့်လေတဲ့တဲ့တင် ရန်ကုန်တိုင်းဒေသကြီးတာကီကျမြို့နယ်အမှတ်9ရပ်ကွက်ရှုခင်းသာလမ်းရှိ ခရိုင်မီတက်ဦးစီမှုရုံတွင်မိငိမ့်သက်ခြင်းနှင့်ရှားဝေကယ်ဇယီတင်နန်းဖွံ့ဖွဲပြုလုပ်ကြောင်းသိရပါသည်။တင်နန်းဖွံ့ဖွဲတွင်ရန်ကုန်တိုင်းဒေသကြီးမိတက်ဦးစီမှုညွှန်ကြားရေးမှူးဦးမင်းဆန်းအင်းနှင့်ဝတရံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်လင်းတို့ကအမှားစကားပြောကြားကြပြီးတင်နန်းသားများအားဂုဏ်ပြုငွေကျပ်2သိန်းအားထောက်ပံ့ပေးရရာဝတရံခရိုင်မိတက်ဦးစီမှုလက်ထောက်ညွှန်ကြားရေးမှူးဦးကူကူကြီးကလက်ခံကြောင်းသိရပါသည်။ တင်နန်းကိုဇွန်လ16ရက်မှ28ရက်နေ့ထိဖွင့်လှစ်တော်မှာဖြစ်ကြောင်းလည်းသိရပါပါရှင်။ဒီသတင်းကိုတော့တေထက်ဆင်ကပြပလာတာပါ။ရွှေရကုံရဲ့ရန်ကုန်တခွင်သတင်းစုံလေးကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။